25ခုနှစ်အောက်တိုဘာလ18ရက်ဒီနေ့တောက်ကြနေ့အတွက်ခုနှစ်သားမီးအလုံးတို့အတွက် numerology ကဏ္ဍပင်တွင်ဟောကိန်းထုတ်ရမယ်ဆိုရင်တော့ဒီနေ့ဟာအခက်အခဲတွေကိုရင်ဆိုင်ရမယ်နေ့ပါပဲလူကြီးအထက်လူကြီးကကိုယ့်ဘောအထင်မြင်လွဲမှားတာမျိုးတို့လူမှုရေးကိစ္စရှုပ်ထွေးတာမျိုးတို့ကိုယ့်အမိုးဘက်နဲ့ပြဿနာခံရတာဆွဆွဲခံရတာမျိုးတို့ကြုံတွေ့ရတာပါပဲဒီလိုအခက်အခဲတွေအကြက်တဲတွေကနေလွတ်မြောက်သွားဖို့လို့အတွက်မကောင်းတဲ့ညှန်းခိုက်တွေကလွတ်ဖို့လို့အတွက် ီလိုလေးမှာတော့အာအုံးစီတို့မို့ခေါင်းလေးကြီးကိုဂုံတော်ကိုပါရွတ်ပြီးလူလိန်လိုင်းချင်းအဖြစ်တနစ်တာလုံးကန့်အလွန်ကောင်းတော်ပါလိမ့်မယ်။တင်နန်းကိစ္စပညာရေးကိစ္စရှောက်လာကိစ္စအင်တာဥကိစ္စတွေအောင်မြင်ဖို့လိုတော့ကတော့ရည်သက်တော်ရီဖြစ်တဲ့ငားရီလေးတွေကိုဘယ်လဲနဲ့အစာကျွေးပြီးဆူတောင်းလိုက်ကြပါခင်ဗျာ။ဒီနေ့မှာမိရှုတန်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာရီအတွက်ကတော့မဟာဘုတ်ဗေဒနိယတောက်ကြနေဘွားရာဇဘွားဇာတာရှင်များဖြစ်ကြပါလေခင်ဗျာ။ ရာဇဘွားဆိုတဲ့အတိုင်းဩဇာနာကြီးမားပြီးအောင်မြင်ချမ်းသာပါလိမ့်မယ်ခင်ဗျာဒီနေ့မှကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားလမ်းညွှန်မယ်ဆိုရင်တော့တနစ်တာလုံးကံထူးကောင်းဖို့လို့တွေ့ဘိုးဘွားရိတ်သားမှာစွန်ထမင်းဟင်းလျာဒါနပြုခြင်း အဖို့အဖွားတို့ကိုအဝတ်အထည်စေဝါစားပွဲလှူဒန်းခြင်းပြု၍မွေးနေ့ကုသိုလ်အလှူပြုလိုက်ကြပါခင်ဗျာဒီနေ့အတွက်ကျိုးပေးစုမှုကဏ္ဍကတော့ကိုကဏ္ဍ၃ညကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများငွေကံကောင်းဖို့လို့တွေ့ဆိုရင်တော့ပတ်စံရင်းထဲကို ပန်းပွင့်အဝါလေးတပွင့်ထည့်ပြီးစောင့်ထားလိုက်ကြပါခင်ဗျာဈေးကောလက်ကောရရရာဖြစ်ကတော့မိမိရဲ့ဆိုင်ရှိမျက်နှာသာအဝမှာဆိုင်ရှိမျက်နှာမူပြီးဒီနေ့မှာအချွေတမျိုးတောက်ရဈေးရောင်းကောင်းမှုဆူတောင်းလိုက်ကြပါခင်ဗျာအယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တွက်သွားဖို့လို့တော့ကတော့ခောက်ထီးတလက်သို့မဟုတ်ထီးတလက်နဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်တိတိတာတာအယောင်တွက်အယောင်ထွက်သွားပါလိမ့်မယ်ခင်ဗျာအမှုကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ အမှုကြုံနေတဲ့သူအတွက်အခက်အခဲတွေလွတ်မြောက်ပါစေဆုတောင်းပြီးငါပြောသည့်တဖြည်းသီလရှင်ဆရာလေးတစ်ပါးကိုလှူဒန်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူဆွေမျိုးမိသားစုမှာရှိရင်တော့ကျမ်းမာရေးညံ့တဲ့သူအတွက်ဓာတ်စာဖြစ်နေဒီလိုနေ့မှာဘဲဥကြော်အနှဲငယ်စပြီးဆုတောင်းလိုက်ကြပါခင်ဗျာအချီးရမေတ္တာရေးအိမ်တော်ရေးအစဉ်ပြေဖို့လို့တော့ကတော့အေးကျန်းကျန်းတသားရရှိဖို့အတွက်ကတော့အေးအေးဖြော်ရင်နှစ်ခွက်မြတ်စွာဘုရားရှင်ကိုဒီနေ့ကတ်လူလိုက်ကြပါခင်ဗျာ